ါကအဲ့ဒါကဒါဘုံတို့ဒါရုပ်ရှင်ရိုက်တဲ့ပုဂံအတူပါဟိုဘယ်လိုပြောမလဲဟိုဟိုမတ်သက်ကလည်းသူကဒါမိုးတီတာရဲ့ character move ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဟိုဘယ်လိုပြောသူ့အနေနဲ့လည်းညာလို့မရပါဘူးဆိုတော့ character ကိုသွားညာလို့ရှိရင်ပုံကလည်းပြောတော့မှာလေအဲ့အဲ့အတွက်ကြောင့်မလို့ဒါလည်းသူ့အလုပ်ပေါ်မှာသူအကောင်းဆုံးလုပ်တာပေါ့နော်ဒါကတော့ဟို on scene မှာဆိုတော့ accident ဒါမတော်တဆဆိုတော့အများအများကြီးဖြစ်တတ်ပါတယ်ဟိုဒါဘယ်လိုပြောမလဲ ရိုက်တဲ့လက်စာလေးမှာနည်းနည်းလေးဟိုဖြစ်သွားတယ်အဲ့တော့ဘယ်လိုပြောမလဲဟိုအဓိကတော့ဟိုပကံအတုချက်ကလည်းနည်းနည်းလေးထူသွားတော့ဟိုလိုမျိုးနည်းနည်းလေးနာနာသွားတာပါဒါပေမဲ့သူတို့နှစ်ယောက်လည်းအချက်ခင်မပြတ်အခုချိန်တည်းဒီ AC ပါပဲဟိုနည်းနည်းနာသွားတော့ဒါကတော့ဟိုလိုမျိုးပေါ့ဟိုဘယ်လိုပြောမလဲဇကိုင်းဟဲ့ပြီးပြီဆိုတော့ဒီဇကိုင်းဟဲ့နောက်ွယ်ကအမတ်တရားတွေကိုအမတ်တရားတွေကိုနင်းဖြစ်တာတာပေါ့တင်တာပါပေါ့နော်ဟုတ် အဓိကလေးရတာဘုံရိုက်နေကြပုံစံနဲ့မတူဘူးပေါ့နော် romance drama အဲဇာတ်လမ်းလေးပေါ့အရန်ချစ်တက်တဲ့သူတွေအဲလာကြည့်ပြီးကြည်နိုးသွားမယ်ဇာတ်ကားလေးကဟုတ်အဲဒီထဲမှာအလောင်းကနဲပါတယ် romance လေးတွေများတယ်ပေါ့နော်နှစ်ယောက်ကိုကြည့်လိုက်လို့ရှင်အဲ့လိုမျိုးအာကြည့်ပြီးတော့ဆောင်းကားရပြီးအာအားကျလိုက်တာဆိုပြီးတော့အားကျလိုက်တာဆိုပြီးတော့ဖြစ်သွားမယ်ဇာတ်ဝင်ခန်းတွေပေါ့များအထည်ထားအဲ့သက်ပံငါးကောင်ပါလေးဆိုတာရသက်ပံဆိုတာကဒါ character နာမည်ပေါ့နော်အဲအဲ့ character နာမည်လေးကငါးကောင်ပါလေးဆိုတော့အဲ့တော့ကောင်လေးကဘယ်လောက်တောင်ချစ်လဲဆိုတာ မှန်းကြည့်လို့တော့ရတယ်ပေါ့နော်အဓိကတော့တကားနဲ့တကားဘုံတို့မတူအောင်မထက်အောင်တေချာလေးလုပ်တယ်ပေါ့နော်အဓိကတော့ပြိသက်ကိုဘုံတို့ဟိုထားတဲ့စေတနာပါဟိုဘုံမဲမဲမုံမလို့ဆိုပြီးတော့သူတို့ကယုံကြည်ပြီးတော့ကြည်တယ်အဲ့ဒီရဲ့ယုံကြည်မှုပေါ်မှာဘုံကအလွဲသုံးစားမလုပ်ဘူးပေါ့နော်အဲ့တော့ဟိုတကားဆိုတကားထိထိမိမိနဲ့ကောင်းတဲ့ဇက်စကားတွေပြောင်းလို့တေချာကြိုးစားထားပါတယ်ပေစီကအရန်ချက်တက်တဲ့အကောင်လေးအဖြစ်ကမြင်ထားပြီးသားပေါ့နော်အဲအဲ့ဒီအောင်ပေါ်မှာဘုံတို့ကထပ်ပြီးတော့ဒါ new version ထက်မြင့်လာတာပေါ့နော်အဲ့တော့ဘလောက်တောင်စစ်တက်မလဲစားစဉ်းစားကြည့်လိုက်ပေါ့ဟုတ်ကဲ့ဒါဒီဇာကားလေးကဒါသူ ਨੇ ဟိုဟို live live ဖတ်တယ်ပေါ့နော်သူ့ရဲ့ character လေးလည်းမိတယ်သူလည်းတေချာလေးအဲစူးစမ်းအထောက်ထားရယ်ပေါ့ဟုတ်တောင်ကိုက်ပြီးကြည့်ရဟုတ်ပါဘူးဒီကားလေးကိုဒါပေါ့နော်ချစ်တက်တဲ့လူတွေလာကြည့်ပြီးတော့ပရိသတ်တွေအဲလိုရတာလေးတစ်ခုရသွားမှာပါအဲမမုံရဲ့ဇာကားလေးထဲမှာမမဒါကဟိုဘယ်လိုပြောမလဲပုံရိုက်တာရှားတယ်ဒီလို themes မျိုးပါလေအဲ romance drama လေးဆိုတော့ဒါပရိသတ်တွေကြည့်ရ ါအသဘောကျနှစ်ကြိုက်မဲလို့ပြောလဲမှာတယ်ရမက်ကတော့ဒါဇက်ဇက်သိမ်းွားရေပေါ့နော်ဇက်သိမ်းွားတဲ့အခါမှာပြိသက်တွေဂျင်းတဲ့ပြိသက်တွေလည်းအများကြီးမဂျင်းတဲ့ပြိသက်တွေလည်းအများကြီးပေါ့နော်အဲ့တော့မဂျင်းတဲ့သေးဘူးဆိုလို့ရှိရင်လည်းဘောခုနကတော့ပြောသလိုနောက်ကားတွေမှာထပ်ပြီးတော့စူးစမ်းပေးပါမယ်ဒါဟိုဘယ်လိုပြောမလဲအဲဘုံအတွက်ကတော့ဒါဘယ်လိုပြောမလဲကောင်းမွန်တဲ့ဇက်သိမ်းလေးတစ်ခုဖြစ်အောင်တော့ဘုံအတက်နိုင်ဆုံးစူးစမ်းခဲ့ပါတယ်ဟုတ်ဖျားရောမရှိပါဘူးတလောက်တလောက်ရမက်ကြီးတဲ့လူတွေကိုမတက်ပြစ်လို့ဘယ်လိုလုပ်အောင် ဟမ်တေရမတ်တက်နေမှာဆိုတော့မစူးမထူးတခါတက်ပလိုက်အေးရောဆိုတက်ပလိုက်ရော ရမက်ထတော့လဲပုံမဲပုံမဲမနိုင်မနဲ့တော့တော့လဲပုံမဲပုံမဲအေးအဲ့လိုအဲ့လိုတတ်ခိုင်းလိုက်တာအဲ့ဒါကအဲ့ဒါကဒါဘုံတို့ဒါရုပ်ရှင်ရိုက်တဲ့ပကံအတူပါဟိုဘယ်လိုပြောမလဲဟိုဟိုမသွန်းဆက်ကလည်းသူကဒါမိုးတီတာရဲ့ character move ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဟိုဘယ်လိုပြောသူ့အနေနဲ့လည်းညှာလို့မရဘူးဆိုတော့ character ကိုသွားညှာလို့ရှိရင်ပုံကလည်းပြောတော့မှာလေအဲ့အဲ့အတွက်ကြောင့်မလို့ဒါလည်းသူ့အလုပ်ပေါ်မှာသူအကောင်းဆုံးလုပ်တာပေါ့နော်ဒါကတော့ဟို on scene မှာဆိုတော့ accident ဒါမတော်တဆဆိုတော့အများအများကြီးဖြစ်တတ်ပါတယ်ဟိုဒါဘယ်လိုပြောမလဲ ရိုက်တဲ့လက်စာလေးမှာနည်းနည်းလေးဟိုဖြစ်သွားတယ်အဲ့တော့ဘယ်လိုပြောမလဲဟိုအဓိကတော့ဟိုပကံအတုချက်ကလည်းနည်းနည်းလေးထူသွားတော့ဟိုလိုမျိုးနည်းနည်းလေးနာနာသွားတာပါဒါပေမဲ့သူတို့နှစ်ယောက်လည်းအချက်ခင်မပြတ်အခုချိန်တည်းဒီ AC ပါပဲဒါကတော့ဟိုလိုမျိုးပေါ့ဟိုဘယ်လိုပြောမလဲဇကိုင်းဟဲ့ပြီးပြီဆိုတော့ဒီဇကိုင်းဟဲ့နောက်ွယ်ဟာအမတ်တရားတွေကိုအမတ်တရားတွေကိုမင်းဖြစ်တာတာပေါ့တင်တာပါပေါ့နော်ဟုတ်ပြောနည်းနည်းနာသွားတာပေါ့ပိုလောင်တာပေါ့ဒဘယ်လောင်နေထရပယ်လောင်နေဖြစ်ကုန်တာပေါ့နောက်နည်းနည်းလောင်တာရှော့ပါပဲပရိုတာတွေပဲများများကြည့်ရအကြည့်အောင်ပုံရိုက်ပေးပါပကံက ဟိုဟာလေအဖေဖေအောင်ဖေအောင်နဲ့တကြားနဲ့ဆိုတော့ဟိုဒီလိုမျိုးလက်နဲ့ချိုးလိုက်တာနဲ့ဟိုအနေဖြစ်တယ်။ဘုံတို့ရေလဲစိန်နာပြီးသား။ तू ကဒီလိုမျိုးဟိုတက်ကြောက်ကိုင်လို့မရအောင်ချစ်သွားတာပါနော်။အဲအဲ့လိုမျိုးအဲ့လိုမျိုးအတူပါဒါဟိုရွှေရှင်အဲ့လို့ရှင်သုံးတဲ့ဟိုတကယ်ပကံအတူပါပဲ။ဒါပေမဲ့ဖြစ်ချင်တော့ तू အသားလေးကလေးနည်းနည်းထူတယ်။နောက်ဒီလိုလက်ကရွယ်တဲ့အချိန်မှာနည်းနည်းလေးဟိုမှုနဲ့သွားတာဆိုတော့အဲ့ဒါအဲ့ဒါကြောင့်မဟိုလိုမျိုးဤဟိုဟိုလိုဘာမှလည်းထိခိုက်တိုင်ရမရှိဘူး။ဟိုဘယ်လိုပြောမလဲဟို လူသဘောကတော့နည်းနည်းလေးခေါင်းဆောင်မိရင်တော့နည်းနည်းနာတက်ကြတော့တည်မလားအဲ့လိုမျိုးလေးဖြစ်သွားတာဟုတ်တယ်ဟုတ်တယ်အတုဆိုတော့ရုပ်ရှင်ဆိုတာလေအဆက်အဆက်နဲ့တူအောင်လုပ်ရအောင်ဟုတ်ဟုတ်ကဲ့ပါဘုံတို့အခုဒီနိုဝင်ဘာ14ရက်နေ့ကနေစတင်ပြီးတော့ရာသပံငါးကောင်ပါလေအဲယုံတင်มาတော့မယ်အဲ့တော့ပြိတ်သက်ကြီးအကြည့်ရှုအားပေးပြီးတော့ဒါဘုံကိုအဲဒီကားလေးမှာလဲအဲ့လိုကျေနပ်နှစ်သိမ့်မယ်လို့ညွှန်လက်ပါတယ်ရှင့်ဟုတ်